ဟုတ်တယ်ညတွေးလိုက်တာပေါ့နော်ငလင်းဖြစ်တဲ့ချိန်ကိုလည်းဖတ်လိုက်တော့ခါကျတော့ပြန်ကွာလူတွေတော်တော်လန့်သွားမှာပေါ့နော်ဒါသူတို့စကြုံတာကျွန်တော်ကတော့ကျွန်တော်တို့ဂျုံခဲ့ရတယ်လေပေါ့နော်ကျွန်တော်တိုင်းရဲ့မဂျုံလိုက်ဘူးငလင်းနဲ့ငလင်းဖြစ်တော့မန်လေးမှာဖြစ်တော့ကျွန်တော်ကအဲလိုဟိုပါစီရောက်နေပေါ့နော်စေပွဲရောက်နေတော့အဲ့တော့ပြန်လာတော့ခါကျတော့မန္တလေးရဲ့လူတွေကဂျုံရတယ်ကွာဒါပေမဲ့ပြပြတာကငလင်းဖြစ်လာရင်ဘာပဲပြောငလင်းကိုတော့တာမဟုတ်ကျွန်တော်ရန်ကုန်မှာရှိနေကြဒီဘက်ကကျွန်တော်အိမ်နှစ်အိမ်ကျော်ကမီးလောင်တယ်ရန်ကုန်မှာမီးလောင်သွားတယ်အဲ့ ဲဘဝရှော့ဖြစ်ပြီးတော့ဗောနော်ရေစစ်လက်ဆိုင်ရပဲမီးမီးလောက်သွားတာကျွန်တော်အိမ်ထိတ်ကလက်ထိတ်ကပဲကျွန်တော်နှစ်အိမ်မဲ့กว่าတယ်အဲ့တော့အဲ့ချိန်မှာကျွန်တော်ကကျွန်တော်ဆိုင်ကြရအိမ်မှာထားတာတယ်ဟိုဘာပဲဖြစ်ဖြစ်กว่าတခြားရတဲ့အရေးကြီးတာကကျွန်တော်ကဆိုင်ရဆိုင်တွေကိုတက်တိုင်ထည့်ထားတယ်ဆိုင်ရဆိုင်ယူကလေးတွေယူပြေးဒါပဲကျွန်တော်ဘာမှစဉ်းစားလို့မရအဲ့လိုပဲအခုနောက်ပိုင်းကကျွန်တော်တို့ဒီဟိုပါပေါ့နော်ရိုးရှင်းတဲ့အဲ့လိုမျိုး live ဆိုင်မဲ့သွားတင်တယ်။ဥမာအဲ့အချိန်မှာပိုင်ဆိုင်ဖို့အရေးကြီးကျွန်တော်ကျွန်တော်မန္တလေးသားတွေက เนาะငလင်ကြီးလည်းကြုံခဲ့ပြီးပြီမီးပေးဆိုလည်းခဏခဏကြုံရတာကျွန်တော်မန္တလေးကမီးကမလွတ်ဘူးအဲ့ကျွန်တော်အဲ့လိုကျွန်တော်ကြောမှာတော့နောက်မှာအဲ့လို Venus ငါပေါ့เนาะမီးတောက်မီးတောက်တွေကထပြန်တာအဲမန္တလေးသားတွေရဲ့လူကိုပဲကျွန်တော်တို့ကကျွန်တော်တို့မျက်စိရှင်ကျွန်တော်တို့ငငယ်ဘွားမှာလူမီးလောင်ရတာကျွန်တော်ဥကြာကြီးဝင်းတော့မမီးဘူးဒါပေမဲ့မန္တလေးမီးကဘလောက်ကြောက်ရှာကောင်းလဲဆိုတော့ဒါတဘာဘေးလို့ပြောပြရအောင်ငလင်မမဟုတ်ကျွန်တော်တို့ပြင်ဆင်ခဲ့ရတဲ့စိတ်အနေထားကိုကျွန်တော်ပြောပြရအောင်ဘလို့ပြင်ထားလဲဆိုတော့ 35လမ်းမှာကျွန်တော်တို့ကအရင်တော့မောရကီပေါ်မှာနေတော့က34လမ်းကျွန်တော်တို့က84 84လမ်းမှာနေတော့မီးလောင်တာဒီအဲ့ကောအဲ့ကောကောအဲ့အဲ့84လမ်းဘက်မှာမီးလောင်တာက35လမ်းကိုကြော်ပြီးမီးညောင်းကဟိုဘက်တဝင်းလုံးကူတာအဲ့အဲ့အဲ့ပြောကြတာအဓိပ္ပာယ်ကမီးရဲ့သဘောကကြောက်ရှာရန်ကောင်းတယ်ကျွန်တော်တို့ကသဘာဝဘေးတွေကကိုမျက်စိရှိတယ်လေးတစ်ချက်ဝေးလိုက်တာနဲ့တစ်ချက်ဝေးလမ်းကသူကကြော်ဝင်တာကွာဘယ်ပြမကွာလမ်းကပေး လေးလက်လေးလက်သွားကြီးကိုကြော်ပြီးတော့မီးလောင်တယ်။အကျွန်တော်မျက်စိကိုတွေ့ပဲကိုတွေ့ပဲအဲ့တော့ကျွန်တော်တို့ကအဲ့ချိန်မှာကျွန်တော်ပိုင်ဆိုင်မှုတွေဘာမှမရှိဘူး။အဲ့တော့မီးလောင်တာအမေကပြောမနဲ့ဆော်ကြီးမီးမနဲ့ဆော်ကြီးနော်အဲ့တော့ဟုတ်တယ်မလားမီးလောင်တာ။ဖုံးဆက်တာတော့စိတ်ကတော့မတော်ပါဘူး။အဲ့ချိန်မှာဘာမှစိတ်ရထားစိတ်ရတယ်ကတော့ကြုံမှုနေပါသွားတယ်ပိုင်ဆိုင်မရှိဘူး။တော့ပစ္စည်းတွေလည်းကိစ္စမရှိဘူး။အဲ့တော့ကားလည်းထိုးထားတယ်ကားတစ်စီးကလည်းရှိတယ်။ အဲ့ဘေးအိမ်ကကောင်းလို့ကားကဖယ်ပေးတယ်ပေါ့နော်ကျွန်တော်လည်းနှစ်အိမ်ကျော်ပဲရှိတာဟိုမီးလောင်နေရဆိုတော့မီးသက်တွေလည်းအများကြီးလာတယ်အဲ့ချိန်မှာကားကဖယ်ထားတယ်ကားလည်းလောင်နေတာပဲကားကလည်း EV ကားဆိုတော့ထထောင်းနေတာပဲပိုင်ဆိုင်မှုတွေကရေးမကြည့်တော့ဇာတ်ရက်ဆိုင်ရက်တွေကရေးကြည့်တယ်နော်ပြာဖြစ်တော့လည်းမတက်နိုင်ဘူးပေါ့နော်ဇာတ်ရက်ဆိုင်ရက်တွေကိုအနီးနားမှာယူထားရမယ်အလန်းပေးထားရမယ်ဒီဟိုဟာရှိတယ်ဂျလင်းအလန်းပေးတဲ့ application လေးတွေစောင့်ထားတဲ့နယ်ပေါ့နော်ထမြည်တယ်ပေါ့နော်ရန်ကုန်မှာနေတဲ့သူတွေလည်းကျွန်တော်ပြပြတယ်ကျွန်တော်တို့ကတော့အာရိုးနေပြီကွာတဘာပဝင်းကြီးနဲ့တဘာဖေးတွေကနည်းနည်းလေး မန္တလေးသားတွေပို့ပြီးတော့တွေ့ကြုံရှိတယ်ပြောအောင်ပါဗောနော်ကျွန်တော်ကတော့နည်းနည်းလေးဟိုခံနိုင်ရှိနေတယ်ဗောနော်အဲ့တော့ပြင်ဆင်ထားဖို့ပြပြတာပါ application လေးတွေရှိတယ်နော်ဟို3မိနစ်ဆိုတော့မပြီး